ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီဇိုင်းစတိုရီကနေကျွန်တော်တို့ပြန်လဲကြိုဆိုပါတယ်အဲဒီနေ့ကကျွန်တော်တို့ဗီဒီယိုတွေကလည်းမလုပ်ဖြစ်တာကြာပြီဗျာနော်အဲဂျားမားမှာတကြံခံသွားတာရောတကြံမတိုင်ငယ်ကလည်းကျွန်တော်တို့တိကျတဲ့အတိုင်းပဲကျွန်တော်တို့မန္တလေးစကိုင်းနေပြီးတော့တောက်လျှောက်မြို့တွေအားလုံးငလင်ကြောင်ပျက်စီးဆုံးရှုံးကြရပါတော့နော်အဲတော့ကျွန်တော်တို့ဒီဇိုင်းစတိုရီကနေပြီးတော့တပည့်တွေရောအားလုံးဦးစီးပြီးတော့လှူလိုက်တဲ့အလူတွေကိုကျွန်တော်တို့လိုအပ်တဲ့နေရာရအောင်ကျွန်တော်ကိုယ်တိုင်ပဲဒီ မန္တလေးကိုသွားခဲ့ပေါ့နော်အဲ့ခီးစဉ်တွေကြောင့်ပင်မန်းတာရောအလုပ်ကိစ္စရှိတာရောအဲဈားထဲမှာတကြံခံသွားတာရောမတွေ့ပြကြဘူးဒီနေ့ကတော့ကျွန်တော်တို့ SP ဘန်မြန်မာကနေကျွန်တော်တို့ပေးထားတဲ့နောက်တစ်လုံးပေါ့နော်ဒီ artist 10နော် display second generation ပါဒီ product လေးကိုကျွန်တော် review အနေနဲ့ခက်မှန်မြန်လေးပေါ့နော်ခက်မှန်မြန်လေးဘာလို့ဆိုတော့ချိန်သိမ်းမရဘူးညာ ကျွန်တော်လည်းအချိန်သိမရဘူးညီတို့ညီမတို့လည်းအချိန်ရကြမှာရအောင်အဲ့တော့ခက်မှန်မှန်လေးပဲကျွန်တော်လုပ်ကြတာပေါ့နော်အဲပြီးတော့ရင်ထုံးစံတိုင်းပဲ review တခုလည်း video တခုလည်းမဟုတ်ပါဘူးအဲ review လေးလုပ်ပြီးတော့မြန်မြန်လေးလုပ်ပြီးပြီးတော့ရင်ကျွန်တော်အဲဒီ logo design နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဘုဒ္ဓတာလေးအဲ့ဒါလည်းအတူလေးပါပဲကျွန်တော် share လုပ်ပေးပါမယ် okay စလိုက်အောင်ဗျာ the artist uh, second generation ကာ artist stand လို့နာမည်အတိုင်းပဲပေါ့နော်သူရဲ့ display ကအဲ10လက်မှပဲရှိတယ်ဗျအဲ10လက်မှပဲရှိတယ်ဆိုတော့သေးတယ်ပေါ့နော်ဒါပေမဲ့သေးတာကလည်းကျွန်တော်အတွက်အဲဘယ်နေရာတွေအဆင်ပြေလဲဆိုတော့ဥပမာအဖြစ်အခုမှဒီ drawing tablet ကိုစပြီးတုံးခြင်းနဲ့ညီလေးညီမလေးတို့အဲပြီးတော့ရင်ကျွန်တော်တို့ဒီလို display ပါပြီးသား drawing tablet ထဲမှာမှဈေးသက်သာတာကိုလိုချင်တဲ့ ်ညီလေးညီမတွေအတွက်နောက်တစ်ခုအရေးကြီးဆုံးကတော့ဒီကျွန်တော်တို့ work space ပေါ့နော်ကျွန်တော်တို့ကျွန်တော်ကွန်ပျူတာဒီဇိုင်နာတွေအားလုံးသဘောပေါက်ပါတယ်ကျွန်တော်တို့ရဲ့ work space ကအရင်အကျယ်ကြီးရှိခြင်းမှရှိတာမျိုးအဲ့တော့ work space အကျယ်ကြီးမရှိတဲ့လူအတွက်ဆိုရင်ဒီ drawing ဒီ drawing tablet တွေကအကြီးတုံးမယ်ဆိုရင်ကျွန်တော်တို့စပွဲကလည်းတော်တော်ကြီးနေရဟိုယူတယ်ပေါ့နော်အဲ့တော့အဲ့လိုကြက်ကြက်လေးလေးနဲ့ဒီကိုကိုရဲ့စပွဲလေးတစ်လုံးနဲ့ကိုရဲ့ ဒီ gaming chair လေးနဲ့ကြည်ကြည်လေးလေးပဲပဲလှုပ်လှုပ်ချင်တဲ့ညီငယ်ညီမတွေအတွက်ဆိုရင်ဒီ drawing tablet တေးသေးလေးကပိုအဆင်ပြေတယ်လို့ကျွန်တော်တော့ခံစားရတယ်ပေါ့နော် သူ့ရဲ့ဘူးထဲမှာတော့ကျွန်တော်တို့เนาะဒီ drawing tablet ပါမယ်ဆွဲဖို့အတွက်ပန်ပါမယ်ပြီးဒီပန်ရဲ့ထိပ်မှာတက်တဲ့ tick လေးအပူလေးပါမယ်လိုအပ်တဲ့ cable ကြိုးတွေ power adapter တွေပါမယ်ပြီးရင်တန်ရှင်းလေးလုပ်ရတဲ့เนาะဒီ cleaning kit လေးပါမယ်ပြီးရင်ကျွန်တော်တို့လက်မှာ လက်ချွေးပေါ့နော်အစီပြန်တတ်တဲ့လူတွေအတွက်ဒီ drawing tablet ကိုမပေးအောင်လို့စွတ်ရတဲ့လက်အိတ်လေးပါပါတယ်နော်အဲ display အနေနဲ့ကတော့ကျွန်တော်တို့19201080ဆိုတော့ကျွန်တော်တို့ full HD display ရမယ်ပေါ့နော်ဒါဆိုတော့မစိုးပါဘူးတော်တော်လေးကောင်းပါတယ်နော်အဲသူ့ရဲ့ color accuracy အရလည်းအဲ1 120%ပေါ့နော်120ရာခိုင်နှုန်း sRGB ရမယ် Adobe RGB ကကြတော့88%ရမယ်ပေါ့နော်ဘေးမှာရှိတဲ့ဒီ shortcut key လေးတွေကလည်း6ခုပါတယ်ပေါ့နော်ဒီ6ခုကပုံသင်မဟုတ်ပါဘူးကျွန်တော်တို့ကြိုက်တဲ့ shortcut ကျွန်တော်တို့အမြဲသုံးနေသုံးထားရှိတဲ့ shortcut တွေကိုအများဆုံးသုံးတဲ့ shortcut တွေကိုကိုပေးခြင်းတလို့ပေးထားလို့ရတယ်ပြီးရင်ပန်က stylus elite ပေါ့နော်ဒီ H3 elite ပေါ့နော်အဲ့ဒါကိုသုံးထားတယ် သူ့ရဲ့ pressure level ကလည်း1100 90နှစ်ထိရတယ်ပေါ့နော်ဒီ tip ရဲ့ degree ကတော့ထုံးစံတိုင်းပဲ60% uh, sorry 60 degree လောက်ပဲစောင်းလို့ရမယ်တအားကြီးတော့စောင်းလို့မရဘူးပေါ့နော်အဲဒါကတော်တော်လေးဒီ drawing tablet ဒီမှာအားလုံးကတော့ဒီလိုပါပဲနော်ပြီးတော့ရင် तू က USB type C နဲ့နောက်ဟိုဘက်မှာတော့ကျွန်တော်တို့ကျွန်တော်တို့ VGA display ကိုကျွန်တော်တို့ computer ကနေ extend လုပ်ဖို့အတွက် VGA ကြိုးပါမယ် ပြီးရင်ပါဝါအတွက် USB တချို့ data အတွက် USB တချို့၃ချို့၃ကောင်းပေါ့နော်၃ကောင်းဒီဘက်မှာတော့ကျွန်တော်တို့အဲ USB type C နဲ့ဒီကျွန်တော်တို့ drawing tablet မှာထိုးပေါ့နော်တွဲသုံးလို့ရတာတွေကလည်းအကုန်လုံးသုံးလို့ရတယ်ပြောရမယ် Windows 7 Windows 7အထက်ပေါ့နော်အဲ့ဒါတွေသုံးလို့ရမယ်နောက်တစ်ခါ MAC OS လည်းရမယ် Chrome OS လည်းရမယ်နောက်တစ်ခါ Android တို့ Linux တို့ပါအကုန်ရရတယ်ပေါ့နော်ဒါတော့တော်တော်လေးအစုံကြိုက်တဲ့ device နဲ့ချိန်ပြီးသုံးလို့ရတယ် drawing tablet ဆိုတာကလည်းကျွန်တော်တို့ဒီ graphic designer မှာမဟုတ်ပါဘူးเนาะကျွန်တော်တို့ computer graphic တမအားလုံးပေါ့ 3D ပဲလုပ်လုပ် animation ပဲလုပ်လုပ် character ပဲဆွဲဆွဲအဲ drawing tablet တလုံးကမရှိမဖြစ်လို့ပြောလို့ရတယ်ပေါ့เนาะအဲ့တော့ဒါလေးကလိုအပ်တယ်ပေါ့เนาะဒီတက်မှမှာကျွန်တော်တို့ drawing tablet လို့ပြောမယ်ဆိုရင် ကျွန်တော်တို့ display bar နဲ့မပါတာနှမျိုးခွဲရမယ်အဲ့တော့ display bar တာကတော့ကျွန်တော်တို့ ဆွဲဖို့အတွက်အဆင်သင့်ဖြစ်တယ်လို့ပြောလို့ရမယ် display မပါဘူးဆိုရင်ကျွန်တော်တို့ပြန်ပြီးကျွန်တော်တို့ရဲ့လက်နဲ့ကျွန်တော်တို့ရဲ့မျက်လုံးနဲ့ကိုပြန် train ရတာပေါ့နော်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ကပုံမှန်အားဖြင့်ကျွန်တော်တို့ခဲတံပဲကန်ကန်ဘောပဲမဲကန်ကန်အဲကန်တဲ့နေရာကိုကြည့်ပြီးဆွဲရတာဒါပေမဲ့ drone tablet မှာ display မပါဘူးဆိုရင်ကျွန်တော်တို့က monitor ကြီးကိုကြည့်ပြီးလက်ကဆွဲရတာနော်အဲ့လိုဖြစ်သွားတာပေါ့နော်အဲ့တော့ drone tablet ဆိုရင် display ပါမှအဆင်ပြေမယ်လို့ထင်တဲ့လူတွေအတွက်ကြတော့ဒီ artist stamp ဒီ second generation လေးကဈေးနှုန်းရလည်းကျွန်တော်ထင်တယ်အသက်တာဆုံးဖြစ်လိုက်မယ် site ကလည်းအသေးဆုံးပေါ့နော် entry level မှာဒါတော်တော်လေးကောင်းမွန်တဲ့အဲ drawing tablet လို့ပြောလို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ design story ကဖွင့်လှစ်ထားတဲ့ logo design master class ပေါ့နော် online class ပါအဲ့မှာလာ join တဲ့ကျောင်းသားတိုင်းကကျွန်တော်တို့အခုကျွန်တော်ပြထားတဲ့ XP pen drawing tablet တွေကိုဝယ်ယူမယ်ဆိုရင်

ဲ့တော့ဒီ logo ကိုဆွဲတဲ့ logo designer ကအဲမိနစ်ပိုင်းပေါ့နော်မိနစ်ပိုင်းဆိုတော့မှတမိနစ်လောက်ပဲကြာတာပေါ့နော်โอเคသူကဒီ logo ကိုဆွဲပြီးတော့ဒီ brand identity logo တခုလဲတော့ face တော့မဟုတ် brand identity face ကို1.5 million ရတယ်ဆိုရင်ယုံပါမလားမသိဘူးနော်1.5 million နော်ဒေါ်လာနော်အဲ့တော့ကျွန်တော်ဒီ sketch လေးရလဲကြည့်မယ်ဆိုရင်ကျွန်တော်တို့ အောက်ကစကူအရောင်မှာရိုးရိုးကျွန်တော်တို့ပုံဆွဲစကူမဟုတ်ဘူးเนาะပုံဆွဲတဲ့ paper မဟုတ် drawing paper မဟုတ် tissue လိုမျိုးเนาะအဲ့လိုစကူပုံမှာအကြမ်းလေးဆွဲထားတာပေါ့ဒီအကြမ်းလေးကိုဆွဲပြီးတော့ confirm ဖြစ်သွားတယ်ဒေါ်လာ1.5 million ရရတယ်ဆိုတော့ဘယ်လောက်တော့မိုက်လိုက်လဲဗျအဲ့တော့ဒီ logo ဆွဲတဲ့လူကဒီ power structure ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်โอเคသူ့ကို interview တစ်ခုမှာမေးတာကျွန်တော်တွေ့ဦးတယ်ပေါ့เนาะဒီ logo ကစက္ကန့်ပိုင်းတွင်ဆွဲရဲဆိုတာဟုတ်လားဆိုတော့ဟုတ်ပါတယ်ဗောနော် confirm ဖြစ်သွားရောအဲ့တော့ဆိုရင်အဲ့လောက်စက္ကန့်ပိုင်းလေးနဲ့ဒီဒေါ်လာတသန်းကျော်ရရဲဆိုတော့အဲ့လိုမေးတဲ့ချိန်မှာတဲ့သူကပြောတယ်โอเคဒီလိုကိုစက္ကန့်ပိုင်းနဲ့ဆွဲရတော့မှန်တယ်တဲ့ဒီစက္ကန့်ပိုင်းနဲ့ဆွဲနိုင်အောင်လို့ကျမ34နှစ်လောက်လေ့လာတာပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ရဲ့ logo designer အနေနဲ့စဉ်းစားကြည့်အောင်ကျွန်တော်တို့ရဲ့တန်ကြီးကျွန်တော်တို့ရဲ့ creation fees က ျွန်တော်တို့လုံလိုက်တဲ့အချိန်တခုထဲမှာတက်ရောက်နေရမဟုတ်ဘူးကျွန်တော်တို့လေးလာခဲ့တဲ့နှစ်ပေါင်းများစွာလေးလာခဲ့တဲ့အချိန်တွေပေါ်မှာဘူးတုဒ္ဒတွေပေါ်မှာအတွေ့အကြုံတွေပေါ်မှာကျွန်တော်တို့ရဲ့တန်ဖိုးကိုဆုံးဖြတ်ကြတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ logo designer တွေအနေနဲ့ logo designer professional ဖြစ်ချင်တယ်ဆိုရင်နေတိုင်းနေတိုင်းသူများတွေရဲ့ logo professional logo တွေကို လေ့လာပါ အမြဲတမ်းကြည့်ပါအမြဲတမ်း practice ဆွဲကြည့်ပါ ကိုကိုကို exercise တွေလုပ်ပါ တယောက်တည်း subscribe မလုံးနိုင်တဲ့သူကသင်တန်းတက်ပါကျွန်တော်တို့ logo design master class မှာဆိုရင်ကျွန်တော်တို့သင်တန်းသားတွေဆိုရင်သင်တန်းတချို့သင်တန်းသားတွေကလာတက်တယ်ဒီ assignment မလုပ်ကြဘူးပေါ့နော်အဲတချို့သင်တန်းသားတွေကြတော့လေအဲလုတ်တဲ့အပြင်ကိုသင်တန်းပြီးသွားတဲ့အထိအဲ exercise လုပ်ချင်လို့ပါဆိုပြီးတော့ကျွန်တော်စီ exercise assignment တွေလာလာတောင်းတယ်ကျွန်တော်ကသူတို့ brief လေးထုတ်ပေးတယ်အဲ့တိုင်းအဲ brief အတိုင်းပဲပေါ့နော်ဒီ brand identity ဂိုင်လိုင်းတွေအထိလိုကနေစပြီးတော့အကုန်ဆွဲရတယ်ပေါ့နော်။ဒါမျိုးလေ့ကျင့်မှလည်းကျွန်တော်တို့က professional ဖြစ်လာမှာဖြစ်ပါတယ်။ကဲဒီနေ့ကတော့ကျွန်တော်တို့ဒီလောက်ပါပဲ။အဲတော့ဒီ artist 10 generation 2လေးကို review လုပ်ရင်းနဲ့ကျွန်တော်တို့ logo design မှာ professional ဖြစ်ကျင်တဲ့ညီလေးညီမတွေအတွက်ဒါဘူးတူတာလေးတစ်ခု share ပေးတာဖြစ်ပါတယ်။အဲကျွန်တော်အကြောင်းမျိုးကြောင့်ဒီကျွန်တော် video ရိုက်ဖို့အတွက်ကျွန်တော်ရဲ့ video ရိုက်ရင်းနဲ့ပဲ ျွန်တော် live box ကမီးထိုးလို့မရတော့ဘူးဘာဖြစ်သွားလဲအဲ့ဒါနဲ့ကျွန်တော်ရဲ့ရုပ်ကိုဗီဒီယိုရိုက်ဖို့အခက်အခဲဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဘုဒ္ဓတာလေးကို sharing နဲ့ပဲကျွန်တော်တို့နှုတ်ဆက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်